ရုရှားယူကရိန်းစစ်ပွဲရလဒ်ကိုပြောင်းပြန်လှန်ပေးမယ်ယူကရိန်းရဲ့နောက်ဆုံးပေါ်အဆင့်မြင့်တိုက်ခိုက်ရေးဒရုန်းအားလုံးပဲမင်္ဂလာပါဗကန်အတဲတင်မဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တမရဗလာဒီမာဇယ်လန်စကီးကတော့ယူကရိန်းနဲ့ရုရှားစစ်ပွဲတွင်မှယူကရိန်းအတွက်အလိုအပ်ဆုံးကပက်ထရစ်ဒုံးကြီးတွေပဲလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်သူရဲ့ပြဿနာကတော့ဒီဒုံးကြီးတွေနဲ့ပြည့်ခတ်ဖို့လိုအပ်တဲ့ဒုံးကြီးဖြစ်လို့ဆက်တွေကရဖို့ခက်ခဲ့ပြီးရုရှားကယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုတိုက်ခိုက်နေလို့ပဲ ဒါပေမဲ့အခုတော့ယူကရိန်းကနောက်ထပ်ဖြည့်ဆွတ်စနစ်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ယူကရိန်းစတင်တည်ထောင်ထားတဲ့ကုမ္ပဏီတစ်ခုရဲ့ဒေါ်လာ1000တန်း drone ရင်အသစ်ကအမေရိကန်ရဲ့ဒေါ်လာ5သန်းတန်း Patriot ဒုံးကျည်တွေနဲ့တူထိုးစစ်စင်တန်းနဲ့စွမ်းဆောင်ရည်ကိုပေးဆွမ်းတာကြောင့်အမေရိကန်နာအံ့ဩသင့်ခဲ့ရပါတယ်။မေလ29ရက်နေ့မှာ Euromaidan Pass က Strategy for Solution လို့အမည်ရတဲ့ယူကရိန်းစတင်တည်ထောင်ထားတဲ့လုပ်ငန်းတစ်ခုဟာယူကရိန်းစစ်ပွဲကိုထောက်ပံ့ပြောင်းလဲဖို့နှိစက်နေပြီလို့ဖော်ပြခဲ့ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကုမ္ပဏီကရုရှားပိုင်နယ်ထဲကိုနက်နက်ရှန်းရှန်းထိုးပေါက်ဝင်ရောက်နိုင်တဲ့ကိုပိုင် drone ကိုစတင်လုပ်ခဲ့တာကြောင့်ခေတ်သစ်စစ်ပွဲမှာပြန်လည်ဥမော့နိုင်တော့မှာဖြစ်ပါတယ်။အခုဗန်တီးလိုက်တဲ့ drone အစ်ကတင်းငယ်တဲ့ drone များပြားကိုတင်ဆောင်နိုင်ပြီးတော့ပြင်မှတ်တစ်ခုကိုလိုသလိုပြည့်ခတ်နိုင်ပါတယ်။ဒီ drone အစ်ကို Google AI လို့လည်းအမည်ပေးထားကောင်းငြိမ်းတု AI ကိုအသုံးပြုပြီး Ukraine က Patriot လိုမျိုးအစွမ်းထက်ဒုံးကျည်တွေနဲ့တိုက်ခိုက်နိုင်တယ်လို့မောင်းသူမဲ့လေရင် UAV တွေနဲ့လည်းထိခိုက်မှုတွေအများကြီးလုံဆောင်နိုင်ပါတယ်။ ဒါပြင်ဒီဒုံးညီတဲ့စင်းဟာဒေါ်လာ3သန်းကနေ5သန်းကျကုန်ကြပြီးတော့ယူကရိန်းရဲ့ဒရုန်းတွေကဒေါ်လာ1000ပဲကုန်ကြတာကြောင့်ဈေးကြီးဆုံးဘက်ထရီဒုံးညီတွေရဲ့နှိမ့်ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ဒါတွေမကသေးပါဘူးဒီလီယင်သစ်ရဲ့အောင်မြင်မှုဟာစိတ်ကူးရင်တသက်မဟုတ်ပဲနဲ့အခုလက်ရှိမှာစတင်အသုံးပြုနေပြီဖြစ်ပြီးတော့စစ်စင်ရေးတွေမှာတိခိုက်မှုရှိကြောင်းသက်သေပြနေပါတယ်။ဒီဒရုန်းတွေကိုတီထွင်ခဲ့တဲ့သူကတော့ Strategy Force Solution က အန်ဒရီဆိုသူဖြစ်ပြီးသူကဖန်တီးခဲ့တဲ့ယင်းရဲ့အကြောင်းကိုအခုလိုမျိုးရှင်းပြခဲ့ပါတယ်ဒီပြန်လည်သုံးပြုနိုင်တဲ့ drone ကြီးအောင်မိုင်186မိုင်ဒီပြန်တန်းနိုင်ပြီးတော့ပြင်မဲ့စီကို first person view လို့ခေါ်တဲ့ drone ငယ်လေးနဲ့စင်အောင်ပို့ဆောင်ပေးနိုင်ပါတယ်နိုင်ရှင်ရမယ်ဆိုရင်လည်း battery တုံးကြီးတစ်စင်းဟာမိုင်69မိုင်လောက်ပဲအကွာအဝေးရှိပါတယ်ဒီ drone သိရရွယ်ချက်ကတော့အားသာချက်ရဖို့ပါပဲ drone ကြီးအားပြင်မဲ့စီတိတ်တိတ်စိတ်နဲ့ပြန်သွားနေကြမှာ drone ငယ်လေးတွေကိုအကောက်ွယ်ပေးထားပါတယ် ြင်းမဲ့ကိုရောက်တာနဲ့ drone ရာ drone ငယ်လေးတွေကိုလွှတ်ချလိုက်ပါတယ်အဲ့ဒီအခါမှာ drone ငယ်လေးတွေဟာခရီးတိုလေးပဲပြန်တမ်းပြီးတော့သူတို့ရဲ့ပောက်ကွဲပစ္စည်းတွေကိုပြင်းမဲ့စီပို့ဆောင်ပေးပါတယ်ဒီနီလန်းတဲ့ကြောင့်မယ့် Ukraine နေနဲ့ Russia ရဲ့လေယာဉ်တွေလေကြောင်းရန်ကာကွယ်ရေး unit တွေနဲ့အခြေခံအဆောက်အုံတွေကိုအရေးကြီးပစ္စည်းတွေကိုတိတိကျကျတိုက်ခိုက်နိုင်မယ်လို့ Andrei ကပြောပါတယ်ဒီလိုတိုက်ခိုက်မှုတွေကလက်ရှိမှာလည်းဖြစ်ပွားနေပြီလို့ဆိုပေမဲ့အန်ဒရီးယားဒီလိုတိုက်ခိုက်မှုတွေရဲ့တပ်ပုံကိုထုတ်ပြန်လို့မရဘူးလို့ပြောပါတယ် ဒါဟာယူကရိန်းကသူ့ရဲ့ drone စွန့်ရဲ့အစ်စ်ကိုလျှို့ဝှက်ထားကြတာကြောင့်ဖြစ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့တီထွင်မှုဘာကြောင့်ထိရောက်တယ်ဆိုတော့သူကရှင်းပြပါတယ်။ AI ပါတဲ့မော်တော်ယာဉ် drone တွေရဲ့ FPV drone ငယ်လေးတွေကိုတွဲသုံးခြင်းအပြင်တီးကြတဲ့တိုက်ခိုက်မှုတွေကိုအာမခံနိုင်တယ်လို့သူကဆိုပါတယ် ယူကရိန်းရဲ့ GOAM drone အသစ်ဟာလူသားအင်အားပါဝင်မှုကိုတစိမ့်တစ်ပိုင်းရှော့ချနေပုံရတယ်လို့လည်းအန်ဒရီယာပြောပါတယ်။ဒီ drone အသစ်ဘလို့လွတ်လွတ်တလဲဒီမေကွန်းနဲ့ပတ်သက်ပြီးတော့ GOAM ဟာရုရှားပိုင်နယ်တီကိုမိုင်၁၈၀လောက်ပြန်တန်းနိုင်ပြီးပြင်းမှတ်ကိုတိုက်ခိုက်ဖို့ FPV drone နဲ့စင်ကိုလွတ်ပေးနိုင်ပါတယ်။အထူးခြားသောအင်္ဂါရက်ကတော့အန်ဒရီပြောတဲ့ AI ပါပဲ။ GOAM ကို smart pilot လို့ခေါ်တဲ့ software စနစ်ကစွန့်ရင်ပေးထားပြီးတော့ဒီစနစ်ကလေမှုတအူးလိုပဲလုပ်ဆောင်ပေးပါတယ်။ Google AI drone ကိုတော့ smart pilot လို့ခေါ်တဲ့ညာရင်တို့ AI လေယာဉ်မှုစနစ်က မောင်းနေပေးပါတယ်ဒီစနစ်ဟာ drone ကိုဘာကူမှမိခိုစရာမလိုဘဲနဲ့လမ်းကြောင်းရှာနေအောင်လုဆောင်ပေးပါတယ် smart pilot စနစ်ရဲ့လုဆောင်ပုံတွေကတော့စုစုပေါင်း၈ချက်ရှိပြီးတော့နံပါတ်၁ချက်ကတော့အချက်လက်ပေါင်းစပ်ခြင်းပါ smart pilot ဟာကင်မရာ၊လေဆာနဲ့တခြားဆက်သွယ်ရေးနည်းလမ်းတွေကရတဲ့အချက်အလက်တွေကိုပေါင်းစပ်ပြီးတော့လုပ်လုပ်ပါတယ် နမနစ်ချက် GPS နဲ့ရေဒီယိုပိတ်ဆို့မှုဒဏ်ခံနိုင်ခြင်းရုရှားကရေဒီယိုနဲ့ GPS အချက်ပြတွေကိုပိတ်ဆို့ထားနိုင်တော့မှ Smart Pilot စနစ်က Google M ကိုပြင်မဲ့စီရောင်းသွားစေနိုင်ပါတယ်။ဒါကြောင့်တမယိုကျ drone တွေကိုလမ်းကြောင်းမှောက်အောင်လုပ်တဲ့ရုရှားရဲ့နည်းပညာတွေက Google M အတွက်ထိရောက်မှုမရှိတော့ပါဘူး။နံပါတ်3ချက်လီတာနည်းပညာ Google M ရဲ့ပေါ်ပါတဲ့ဒီဇိုင်းနဲ့ Smart Pilot စနစ်အတွက် Light Direction and Raking နည်းပညာကိုအသုံးပြုထားပါတယ်။ဒါဟာလေဆာရောင်ကြီးလိုင်းတွေနဲ့မြေပြင်ကိုဆစ်ဆေးပြီးတော့တိကျတဲ့ 3D မြေပုံကိုဖန်တီးပေးပါတယ် ဒီ 3D မြေပုံကိုလမ်းကြောင်းပြဖို့နဲ့ NDR ကိုဖော်ထုတ်ဖို့အတွက်အသုံးပြုပါတယ်။မိသည့်အလင်းရောင်နဲ့ရာသီဥတုအခြေအနေမှာမဆိုအလွတ်လွတ်နိုင်တာကသူ့ရဲ့အားသာချက်ပါ။နံပါတ်၄ချက်အသုံးပြုရလွယ်ကူမှု Google M operator ရာ drone ကိုကိုယ်တိုင်တိုက်ရိုက်ထိန်းချုပ်နေစရာမလိုပါဘူး။ video game ဆော့နေသလိုပဲလို့ပြောကြပါတယ်။ operator က 3D မြေပုံပေါ်မှာလူကျင်တဲ့ပြင်မှတ်နေရာကိုရွေးချယ်လိုက်ရုံပါပဲ။ Google M ကသူ့ပါသားသူအဲ့ဒီနေရာစီကိုအလိုလျောက်ပြန်တန်းသွားပါတယ်။နံပါတ်၅ချက်ကိုယ်တိုင်ခြုံကိုတိုက်ခိုက်တဲ့မှု ဂူဂန်အမြဲထူးခြားဆုံးအားသာချက်ကတော့ကိုပိုင်ချုံခိုးတိုက်ခတ်မှုဖြစ်ပါတယ်။နံပါတ်6ချက်တိတ်တဆိတ်ပြန်တန်းခြင်းဂူဂန်အမှာရန်သူပြစ်မှတ်နာကိုတိတ်တဆိတ်ပြန်တန်းနိုင်ပြီးတော့မြေပြင်ပေါ်မှာဆင်းသက်ကာလေချောင်းရံကာကွယ်စနစ်တွေကိုရှောင်ရှားနိုင်ပါတယ်။နံပါတ်9ရဲ့ချက်အချင်းကိုက်ဆောင်ဆိုင်တိုက်ခတ်ခြင်းနိုင်ပေါင်းများစွာဒါမှမဟုတ်ရဲပေါင်းများစွာထိလိုအပ်ရင်ဆောင်ဆိုင်ပြီးတော့တိုက်ခိုက်ဖို့အကောင်းဆုံးချိန်ကိုစောင့်နေရပါတယ်။နောက်ဆုံးချက်ရုတ်တရက်တိုက်ခိုက်ခြင်းအကောင်းဆုံးချိန်ရောက်လာတဲ့အခါမှာ GoAmien က FPV drone တွေကိုလွှတ်ပြီးတော့ပြစ်မှတ်တွေကိုတိုက်ခိုက်တာပါ ရုရှားအနေနဲ့တုံ့ပြန်ဖို့အချိန်မရနိုင်ပါဘူးဒီနည်းလမ်းကယူကရိန်းရဲ့ drone တိုက်ခိုက်မှုပုံစံကိုလုံးဝပြောင်းလဲပေးမှာပါတမယိုချ drone တွေကိုပြင်မှတ်ကိုရောက်ဖို့အဝေးကြီးပြန်တန်းရတာမျိုးမဟုတ်ဘဲနဲ့ Google M မှာပုံမထိရောက်တဲ့ Android နဲ့ပါတဲ့ထိခိုက်မှုတွေကိုလှုပ်ဆောင်နိုင်မှာပါဒါဆိုရင်ဆက်လိုက်ပြီးတော့ Google M drone ရဲ့ထူးခြားချက်တွေနဲ့ဒီ drone တွေဟာ Ukraine တွေ့တိုက်ပွဲကိုပြောင်းလဲပေးနိုင်တဲ့အဆင့်မြင့် drone ဖြစ်မဖြစ်လေ့လာကြည့်အောင်ပါ Google အမည်ပထမဆုံးထူးခြားချက်ကတော့စောင့်ဆိုင်းတိုက်ခိုက်နေတာပါတမယိုးချ FPV drone လို့ဓာတ်ရိုက်ပစ်မှတ်ကိုမတိုက်ခိုက်ပေနဲ့ Google အမှာရန်သူမမြင်နိုင်တဲ့နေရာကနေလျှို့ဝှက်ချင်းကပ်ပြီးတော့ပစ်မှတ်နာမှာကြာကြာချုံကိုစောင့်ဆိုင်းနိုင်ပါတယ်တိုက်ခိုက်ဖို့အသင့်တော်ဆုံးအချိန်ရောက်မှသူ့ရဲ့ထဲက FPV drone ငယ်ကိုလွှတ်ပြီးအမြင့်ဆုံးတိုက်ခိုက်ပါတယ်ရုရှားကတုံ့ပြန်ဖို့အချိန်မရနိုင်ပါဘူးဒုတိယချက်ကတော့ပြန်လည်အသုံးပြုနိုင်ခြင်းပါ Google M က တခါတော့မဟုတ်ပါဘူးတိုက်ခိုက်ပြီးရင်အခြေဆိုင်စခန်းကိုပြန်လာပြီး FPV drone တွေကိုပြန်ဖြည့်ပြီးသွားရင်တော့နောက်ထပ်ပြင်းမှတ်တွေကိုထပ်မံတိုက်ခိုက်နိုင်ပါတယ်ဒါကယူကရိန်းရဲ့ထိုးစစ်စနိုက်စွမ်းကိုတိတိတသာတိုးတက်စေပါတယ် Google Android ရဲ့စတင်ဖြစ်ပေါ်လာမှုတမိုင်းကြောင်းကိုပြောရမယ်ဆိုရင် Android သူ့ကလေးဘဝကလေးကဒီ drone ကိုဖန်တီးဖို့စိတ်ကူးကိုရခဲ့တာပါမိရထားလန်ကိုအမျိုးသမီးကြီးတူကစစ်ဆေးနေတာမြင်ပြီးတော့ဒီမျိုးသမီးနေရာမှာစိတ်ယုံနဲ့လုံရင်ပိုကောင်းမယ်လို့တွေးမိရာကနေစခဲ့ပါတယ်ရခိုင်အုံပြုတ်ခဲ့တဲ့ Patrice နဲ့ Russia က2020စက်တင်ဘာလကနေ2024စက်တင်ဘာလအတွင်း Ukraine ကိုဒုံးကျည်ပေါင်း11466စင်ပြက်ခဲ့ခဲ့ပါတယ်ယူကရိန်းရဲ့ပက်ထရီလို ၄เจ้าရဲ့ကောက်ခွဲစနစ်တွေကအဲ့ဒီပြစ်ခတ်မှုရဲ့83.5%နှုန်းကိုကြားပြတ်ဖျက်ဆီးနိုင်ခဲ့ပေမယ့်1821.89%ဆင်းလောက်ကတော့ကောက်ခွဲရေးကိုဖောက်ထင်းပြီးတော့ပြစ်မှတ်ကိုထိမှန်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်2025ခုနှစ်ဧပြီလ30ရက်နေ့ထိအရက်သား13134ဦးသေဆုံးပြီးတော့3869ဦးဒဏ်ရာရခဲ့ပါတယ်တကယ်တော့ယူကရိန်းမှာ Patriot စနစ်လုံလောက်စွာမရှိပါဘူး2025ခုနှစ်အစောပိုင်းမှာလဲပတ်နေတဲ့ဒီစနစ်ဟာ6ခုသာရှိပါတယ် ဇလန်စကီက Patriot စနစ်ဈေးကုလိုအပ်တယ်လို့ပြောကြားခဲ့ပြီးဒေါ်လာ15ဘီလီယံထိပေးပြီးတော့ဝယ်ဖို့ဆန္ဒရှိကြောင်းပြောခဲ့ပေမဲ့ American သမ္မတဟောင်း Donald Trump ကညှင်းပယ်ခဲ့ပါတယ်။ဒါ့အပြင် Patriot ဒုံးကြီးတစ်စင်းဟာဒေါ်လာ3သန်းကနေ5သန်းကုန်ကြပါတယ်။ Google App ကိုအသုံးပြုခြင်းအပြင်ဘလို့အားသာချက်တွေရနိုင်မလဲဆက်လက်ကြည့်အောင်ပါ။ Google M ကတော့ဘက်ထရီရဲ့ဒုံးကျည်တွေကိုအစားမထိုးနိုင်ပေမဲ့ရုရှားရဲ့လေယာဉ်တွေနဲ့ဒုံးကျည်ပစ်လို့တဲ့စနစ်တွေကိုကြိုတင်တိုက်ခတ်နေပါတယ်။ဒါကြောင့်ရုရှားကဒုံးကျည်ပစ်လို့မှုနေသွားနိုင်ပြီးတော့ယူကရိန်းမှာရှိတဲ့ဘက်ထရီတွေကကျန်တဲ့ဒုံးကျည်အနည်းငယ်ကိုပုံမအာရုံစိုက်ကာကွယ်နေပါတယ်။ဈေးစကားကြည့်မယ်ဆိုရင်လေ Google M ရင်းတစင်းရဲ့ကုန်ကျစရိတ်ဟာဒေါ်လာ1000တာရှိပါတယ်။ဒါကြောင့် Ukraine ကပက်ထရီရဲ့ဒုံးကျည်တစင်းပို့နေ Google M ဒါစင်များစွာကိုအသုံးပြုနေပါတယ်။ထို့လိုမျိုးပိုင်းမှာလေ Strategy for Solution Company ကတလကို Google M 5စီ FPV drone နဲ့400စီထုတ်လုပ်နေပါတယ်။ တရုတ်နဲ့အမေရိကန်တို့မှာ drone ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေရှိပေမဲ့ Google AI လိုစနစ်တွေကိုတကယ်တမ်းစိတ်မြေပြင်မှာအသုံးပြုနေတာကယူကရိန်းကပထမဆုံးပါယူကရိန်းက2025ခုနှစ်ကောတနှစ်ကို drone 4.5တန်းထုတ်လုပ်ဖို့ပြင်မဲ့ထားပြီး96.3ရာခိုင်နှုန်းကိုပြည့်တွင်းမှာပဲထုတ်လုပ်နေပါတယ်ရုရှားကလည်း drone ထုတ်လုပ်မှုကိုတိုးမြှင့်နေပြီးတော့2024ခုနှစ်မှာ drone တိတိတမ၄တန်းအသုံးပြုခဲ့တယ်လို့သိရပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် Google M ဟာ ပက်ထရီယက်လေကြောင်းရဲ့ကာကွယ်စနစ်တွေကိုအစားမထိုးနိုင်ပေမဲ့ယူကရိန်းတို့ကအစွမ်းတက်တဲ့တိုက်ခိုက်ရေးကိရိယာတွေတခုဖြစ်ပါတယ်။ဒီ drone ဟာရုရှားရဲ့လေယာဉ်တွေနဲ့လေကြောင်းရဲ့ကာကွယ်စနစ်တွေကိုအကြီးအကျယ်ထိခိုက်စေနိုင်ပြီးစစ်ပွဲရဲ့အခြေအနေကိုယူကရိန်းဘက်ကပြောင်းလဲပေးနိုင်တယ်လားလားရှိပါတယ်။ယူကရိန်းကဒီနည်းပညာကိုဆက်လက်တိုးချက်ပြီးရုရှားတို့ပုံမကြီးမားတဲ့ချင်းချောက်မှုတွေဖန်တီးသွားနိုင်မလားဆက်လက်ဆောင်တည်ရမှာပါ။ကြီးစုပြီးလို့ကျေးဇူးတင်ပါတယ်။